မိုက်နဲ့11တို့ကတဖြည်းဖြည်းယဉ်သီးလာကြပါတယ်။အဲ့ဒီအချိန်လူကတ်ကတခွဲကန်းကလူတွေလာနေပြီဖြစ်ကြောင်းသတိလှမ်းပေးတာကြောင့်ဒက်စလင်နဲ့အလန်တကြားဖြစ်သွားပါတယ်။အိမ်ပြင်ဘက်ကဆက်ပြင်သမားကိုတွေ့လိုက်ရတာကြောင့်မိုက်ကသူ့အမေကိုဆက်ပြင်သမားခေါ်ထားလာလို့မေးလိုက်ပေမဲ့မခေါ်ထားမှန်းသိလိုက်ရပါတယ်။ဒေါက်တာဘရန်နာကအင်းရှိကနေကြည့်နေတဲ့အချိန်မိုက်တို့တွေကအိမ်နောက်ကစပိန်နီနဲ့ထွက်ပြေးလာကြပါတယ်။ဗန်ကားတွေကမိုက်တို့ကိုလိုက်လံဖမ်းနေကြတဲ့အချိန်လူကတ်လည်းရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်ဗန်ကားတစီကသူတို့ရှိကိုကြွေဝင်လာပြီးလမ်းပိတ်လိုက်ပါတယ်။11ကသူ့ရဲ့စွမ်းအင်ကိုတုံပြီးလမ်းပိတ်ထားတဲ့ကားကိုသူတို့ရဲ့အပေါ်ကနေကြော်သွားအောင်လုပ်ပြီးမှောက်ပစ်လိုက်ပါတယ်။မှောက် ားတဲ့ကားကလမ်းကိုပိတ်တယ်လို့ဖြစ်သွားတာကြောင့် Mike တို့လည်းလွတ်မြောက်သွားပါတယ်။အဲဒီနောက်တယောက်နဲ့တယောက်မှားခဲ့တာတွေကိုပြန်တောင်းပန်ပြီး Mike နဲ့ Lucas လည်းပြန်တင်းမြတ်သွားကြပါတယ်။တစ်ဖက်က Joyce နဲ့ Hopper တို့ကအချုပ်ထဲက Jonathan အပြင်ကားနောက်ဖုံးထဲက Nancy နဲ့အတူဝဲထားတဲ့အမဲလိုက်ပစ္စည်းတွေကိုလည်းတွေ့လိုက်ရပါတယ်။ Jonathan နဲ့ Nancy တို့ကတောထဲမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုရှင်းပြလိုက်တာကြောင့် Joyce လည်းစိတ်မကောင်းဖြစ်သွားပါတယ်။ Hopper က Try ရဲ့အမိနဲ့တွေ့ဖို့ထွက်လာခဲ့ပြီးမြဲ Try ရဲ့အမိကသူ့သားလက်ကျိုးသွားတဲ့အကြောင်းပြောပြနေပြီးမြဲ Phil နဲ့ Kevin တို့ကကြီးနေတာကြောင့်အောင်းကောင်းနေခဲ့ပါတယ်။ Try ကသူ့ရဲ့လက်ကို11ကစွမ်းအားနဲ့ရိုက်ချိုးခဲ့ကြောင်းပြောပြနေပါတယ်။အဲဒါကြောင့် Hopper က ဲ့ဒီကလေးကိုဘသူနဲ့အတူတွေ့ခဲ့လဲဆိုပြီးမေးရကြောင်း Trine ကအရှုံးသမားမိုက်တိုနဲ့အတူတွေ့ခဲ့တာဆိုပြီးပြောပြပါသွားတယ်။တက်ဖက်မှာ Brenda Connie နဲ့ဓာခွဲကန်းကစစ်သားတွေကတကားဝကိုရောက်လာပြီး Karen ရဲ့အိမ်ထဲကိုဝင်ရောက်ရှာဖွေနေကြပါတယ်။ရှာဖွေနေရင် Brenda က Mito ရဲ့11ကိုစတွေ့တော့က11ဝတ်ခဲ့တဲ့ Bunny Bar ကတီးရှပ်ကိုတွေ့ရှိသွားပြီး Karen နဲ့ Tattoo ကို Mito ကအနေရကျနေပြီဆိုပြီးလိန်ပြောလိုက်ပါတယ်။ Dustin ကသူတို့ကိုရှာဖွေနေတဲ့ရဟိုင်းတစည်းကိုသတိပြုမိသွားပါတယ်။အဲဒါကြောင့်ကားတင်ဆိုင်တဲ့က Basker တစည်းရဲ့အောက်မှာသူတို့ရဲ့စပိန်တွေကိုထားပြီး Basker ရဲ့ကိုဝင်ပုန်းနေလိုက်ကြပါတယ်။ Steve ကဒဏ်ရာရနေတဲ့သူ့မျက်နှာကိုခြင်ထားရင် Tommy က ာရုံးရုံးနဲ့စကားများနေပါတယ်။တော်မီနဲ့ယံဖြစ်မလို့ဖြစ်သွားတာကြောင့်စိတ်ထိမ်းပြီးထွက်လာခဲ့ပါတယ်။အပြစ်ရှိတယ်လို့ခံစားရတဲ့အတွက်ရုပ်ရှင်ယုံမှရေးထားခဲ့တဲ့စာတွေအလုံးကိုပြန်ဖြတ်နေခဲ့ပါတယ်။နန်စီတို့တွေကစစ်သားတွေသူတို့အိမ်ထဲကပစ္စည်းတွေတဲထုတ်နေတာကိုကြည့်နေခဲ့ကြပါတယ်။မိုက်အတွက်စိတ်ပူနေတဲ့နန်စီကသူ့ကိုဘယ်လိုရှာရမလဲဆိုတာကိုစဉ်းစားနေတော့ဂျော်နသန်ကဝီလ်ရဲ့စကားပြောဆက်ကနေတစဉ်ဆက်သွယ်ဖို့အကြံရသွားပါတယ်။တစ်ဖက်ကမိုက်ကနန်စီခေါ်တာကိုကြားပြီးမြဲဓာခွဲကန်းကလူတွေကလှည့်စားနေတာဖြစ်နေတာကြောင့်ပြန်မပြောဘဲထားလိုက်ပါတယ်။ဟော်ပါလှမ်းခေါ်လိုက်တဲ့အချိန်ကြမှာပြန်ထူးလိုက်ကြပါတယ်။ဓာခွဲကန်းကလူအချို့ကဘတ်စကာရဲ့အောက်မှာစပိန်တွေကိုတွေ့ သွားကြပါတယ်ဘတ်စကားဘောကမိုက်တိုကိုရှာမတွေ့ခင်ဟော်ပါရောက်လာပြီးသူတို့ကိုတားဆီးလိုက်ပါတယ်သူတို့အားလုံး joys ရဲ့အိမ်မှာပြန်ဆောင်ကြပြီးမိုက်တိုကဂိတ်တကားကဟော်ကင်းတက်ခွဲခန်းထဲမှာရှိနေကြောင်းကိုရှင်းပြပါတယ်အဲ့ဒီအချိန်ဟော်ပါကတက်ခွဲခန်းထဲမှာဂိတ်တစ်ခုကိုမြင်ခဲ့ရတာကိုပြန်သတိရသွားပါတယ် joys နဲ့ nancy က will net bob ကိုရှာပေးဖို့11ကိုတောင်းဆိုနေပေမဲ့11ကစွာအလုံးလောင်းမရှိဖြစ်နေပါတယ်11က joys ရဲ့အိမ်မှာရေချိုးနေရင်ရေချိုးကန်ကိုတတိထားမိသွားပြီးအာယုံခံစားမှုမဲ့စေတဲ့ယာယီရေကန်တစ်ခုကိုပြုတ်လုပ်ဖို့အကြံရသွားပါတယ်ဒက်စတင်ကစကော့ကိုဖုံးဆက်ပြီးအဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုပြီးမေးမြန်းခဲ့ပါတယ်စ ားပမာဏအများပြားလိုအပ်တယ်ဆိုတာကိုသိလိုက်ရတာကြောင့်ကြောင်းကန်နေကစားတွေကိုသုံးဖို့ထွက်လာခဲ့ကြပါတယ်။နန်စီနဲ့မိုက်တို့ကရေကန်အတွက်ရေပိုက်ကိုယူနေကြတော့နန်စီကမိုက်ကိုတယောက်နဲ့တယောက်လှုပ်ဝက်ချက်တွေမထားကြတော့ဘူးကိုဂတိပေးခိုင်းပါတယ်။တယောက်နဲ့တယောက်11ကိုကြိုက်လာဂျိုနာသန်ကိုကြိုက်လာအပြင်းအလှန်မေးကြတဲ့အခါနှစ်ယောက်စလုံးကရှက်ရှက်နဲ့ညင်ကြပါတယ်။ Joyce က11အတွက်ယာယီမျက်လုံးစည်းတစ်ခုကိုပြင်ဆင်ပေးပြီးသူတို့ကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းလည်းပြောပါတယ်။11ကြောက်လာခဲ့ရင်လည်းသူ့ဘေးမှာအမဲရှိနေပေးမယ်ဆိုပြီးတော့ဂတိပေးခဲ့ပါတယ်။သူတို့အဖွဲ့ကရေကန်ကိုကြောင်းရင်မီးဖို့ကြောင့်လည်းကစားရည်နဲ့ဖြစ်ကြပြီး11ကအဲ့ဒီထဲကိုဝင်လိုက်တဲ့ ချိန်အမောင်နယ်တဲကိုရောက်သွားခဲ့ပါတယ်။11ကဘားပြက်အလောင်းနဲ့ဆွေးမြေ့ပျက်စီးနေတဲ့အဆောက်အဦတစ်ခုထဲမှာရှိနေတဲ့ Will ကိုရှာတွေ့သွားပါတယ်။11က Joyce ရဲ့စကားကို Will ကိုပြောပြနေပြီး Will ကသူ့ကိုအမြန်လာခဲ့ဖို့ပြောပါတယ်။ Joyce နဲ့ Hopper တို့ကဓာခွဲကန်ရဲ့ဂိတ်တကားတဲကိုဝင်ပို့ထွက်သွားကြတဲ့အခါ Nancy နဲ့ Jonathan တို့က Upside Down ထဲမှာ Hopper တို့ဘေးကင်းအောင်ဓမောကောကန်ကိုအဝေးတနေရာကိုအာရုံလွှဲထားဖို့သဘောတူလိုက်ကြပါတယ်။ဒါပေမဲ့ Joyce နဲ့ Hopper တို့ဓာခွဲကန်ထဲမှာချက်ချင်းပဲအဖန်ခံလိုက်ရပါတယ်။ Will က Should I Stay or Should I Go တဲ့ချင်းကိုစုံနေတော့ဓမောကောကန်ကသူ့ကိုတိုက်ခိုက်လိုက်ပါတယ်။